ရေဘေးတဲ့သူဆေးရဲ့အင်္ဂလိပ်ကြည့်ရှုသူအားလုံးပဲမင်္ဂလာပါရှင်ပုံပြင်ကတော့ channel လေးအားနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာဇလံလေးတွေကိုနားထောင်ကြရင်တော့ဒီ channel လေးကို like subscribe လေးနဲ့အားပေးကြပါဦးနော်ကိုချစ်တဲ့မိတ်ဆွေတငယ်ချင်းတွေစီရောလည်း share ပေးပါအောင်ရှင်အခုပြောပြမယ့်ဇလံလေးကအရင်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါဆိုရင်ဇလံလေးကိုစားလိုက်ကြရအောင်နော် တဲကြီးမဲကြီးရွာနေတဲ့မိုးရီချားမှာတော့စုနေတရတကူလုံးရွှေရွှေဆိုပြီးဆန်အိတ်တွေခြံနေခဲ့ပါတယ်။ဟဲ့အောင်မင်းမအားတော်မရှိဘူးလားကွဒီလိုလှုပ်ပုံနေဘလို့ယောက်ျားလှုပ်နေရလဲမင်းနဲ့အတူတူအလုံးလုံးနေတဲ့တခြားအလုံးသမားတွေကိုကြည်စမ်းသူတို့ဆိုကီလို90လောက်ရှိတဲ့ဆန်အိတ်တွေကိုတခါရေမှပြီးဂိုဒေါင်တွေပြစ်ထစ်နေကြတာအဲ့တော့မင်းကတော့လိတ်လို့အလုံးလုံးနေတယ်ငါကောင်ဒီနေ့တော့မင်းလောကခောက်ကိုငါဖျက်ရမှာပဲ သူ့လိုအားခါအဖြတ်ခံရရမယ်ဆိုတော့ဆူနီလေးငိုရိုပြီးတော့အလုရှင်ကိုတောင်းပန်ပါတော့တယ်။မလုပါနဲ့အဲ့လိုမလုလိုက်ပါနဲ့ဆရာရေကျေးဇူးပြုပြီးတော့ကျွန်တော်လိုအားခါတရားမဖြတ်လိုက်ပါနဲ့အခုကျွန်တော်မြန်မြန်လုပ်ပေးပါမယ်။တောင်းအောင်ကြတဲ့အခါမှာတော့သူကဆိုင်းအိတ်တွေကိုသေးချပြီးဂိုဒေါင်ထဲကိုထည့်လိုက်ပါတော့တယ်။ဆရာကျွန်တော်ဆိုင်းအိတ်တွေချပေးပြီးပါပြီ။ကျွန်တော်လိုအားခါလေးပေးပါအောင်။ဒီမှာယူသွားမင်းရဲ့တနေ့စာလိုအားခါရူပီ90 ဒါပေမဲ့စန်တအိတ်ချရင်ရူပီတစ်စေးပေးတယ်မဟုတ်လားဆရာဟာမင်းလောဘာမှမသိတဲ့ကောင်ကစီးရင်တွေအင်းတွေအများကြီးလှုပ်ချင်နေတာပဲမင်းအဲ့ဒီလောက်နှိမ့်နှိမ့်ကွက်ကွက်လုံးနေရင်တော့ဘာမှမပြောငါမင်းရော90ပဲပေးမယ်ယူချင်ယူမယူချင်ရင်မနဲ့ဖန်ကစားပြီးမလာနဲ့တော့မဟုတ်ပါဘူးမဟုတ်ရပါဘူးဆရာရေဆရာဘလောက်ပေးပေးအဆင်ပြေပါတယ်အတီတရားပြန်ဝင်သွားပြီပေါ့ကေးသွားတော့ဘလောက်တောင်မှကောင်းလိုက်တဲ့ရာသီဥတုလေဒီနေ့အိမ်ပြန်ပြီးတော့ ရိုဘာကိုပေးကြော်ကြောက်ခိုင်းရမယ်။အဲ့ဒီလိုပြောပြတာနဲ့အလုရှင်လေးကားပေါ်တက်ပြီးအိမ်ပြန်သွားတာပေါ့။ကျန်တဲ့လူသမားတွေကလည်းထီကိုစီဆောင်းပြီးအိမ်ပြန်ကြတော့တယ်။အဲ့ဒီအချိန်မှာတဆက်ဆက်တုံနေတဲ့စူနီတယောက်ထီကင်ထားတဲ့ပရာကက်ကိုတွေ့တာနဲ့အခုအညီတောင်းလိုက်ပါတယ်။အခုပရာကက်ရှင်ကျွန်တော်ခမားထီနဲ့ကျွန်တော်အိမ်သားလောက်အထိခေါ်သွားပေးပါလားဗျာ။ကျွန်တော်မွေးရည်ရွှေပြီးအရန်ချမ်းနေလို့ပါ။မဖြစ်ဘူး။ မဖြစ်ဘူးနီးရကိုရေငါ့ကိုစိတ်တော့မရှိပါနဲ့မင်းရင်ကဂင်းကမြင်းသားမှာဆောက်ထားတာလေပြီးတော့မိုးရွာထားတော့ဂင်းကမြင့်ရကအရန်တက်နေလောက်ပြီအဲ့ဒီတော့အချိန်မရွေးရေကြီးနိုင်နေကို့ဘာသာကိုပဲသွားလိုက်ပါနီးရကိုရေအဲ့ဒီတော့ပြောပြတာနဲ့ပရာကက်ရှလေးထွက်သွားပါတော့တယ်စုနေကတော့မိုးရေရေရွှေရွှေဆိုပြီးအိမ်ပြန်လာပါတယ်အိမ်ရောက်တော့သူ့မေရေညီမရေမိမရေကတဲတဲဝင်နေတဲ့ရေတွေကိုအပြင်းပြန်ပတ်ထုတ်နေကြတာပါ မီးချက်နာရင်ဒီကနေရေဘလောက်တော့ယူနေလဲကြည့်ပါဦးပုံတပုံးယူလာပြီးဒီတကားပေါက်နားမှာချထားလိုက်အမေအခုရေထစ်စရာဘာပုံးမှမကျန်တော့ဘူးလေပုံးတွေအကောင်လုံးအိမ်ထဲမှာကြီးပဲအမေလေးမသိဘူးလေဒီနေ့မနေ့ကလေးကမိုးကရွာနေတာငါတို့ကိုခဏလေးတောင်မှအသက်ရှူချမ်းခွင့်မပေးဘူးဖဖရေဖဖဖေဖေပြန်လာပြီတိန်လုံးရေရေပြစ်နေတာကိုမြင်လိုက်ရတဲ့နောက်မှာတော့စူနီတယောက်စိုးရိမ်သွားပါတယ်အမေ ဒီနေ့အိမ်ထဲမှာရေရွယ်ရမ်းများနေပါလား။ဂော်ရီငါတို့ပုံတပုံသွားယူလာခဲ့။ရှင်လေးတနေကအလုပ်လုပ်ပြီးပြန်မလာပြီပဲ။ကျမတို့ပဲဆက်လုပ်ပါမယ်။မြင်းနေနေခြောက်သွားရင်တော့အားလုံးစားဖို့တောက်ဖို့အတွက် ကျမချက်ပေးပါမယ်။ဒါပေမဲ့လေစုနေကတော့ပုံတပုံကိုကောက်ပြီးရေရွယ်ကိုအပြင်ပတ်ထုတ်ပါတော့တယ်။ရန်ပူရောင်မှနေတဲ့သူအများစုကတော့အရင်ကလေးကအိမ်တွေခိုင်မှာစောက်ထားခဲ့ကြပါမယ်။စုနေကတော့မတက်နိုင်တဲ့အဆုံး ဒီမြေကမ်းပါလေးမှာပဲယာယီတဲလေးဆောက်ပြီးသူ့ရဲ့ဆင်းရဲတဲ့မိသားစုနဲ့အတူတူနေထိုင်ခဲ့ပါတယ်။ဆောင်ရတီနဲ့နွေရတီမှာတော့မြေရေကကြာနေတဲ့ဆိုပေမဲ့မိုးရတီမှာတော့ရေကြီးရေရှမ်းမှုတွေခဏခဏဖြစ်ပါတယ်။နိုင်ပေါင်းများစွာမိုးတီးတီးထန်ထန်ရွာပြီးတဲ့နောက်မှာတော့မိုးတိတ်သွားပါပြီ။ကေသွားတော့သမီးရေချက်ဖို့ပြုတ်ဖို့စံကြံသေးရဲ့လား။မဟုတ်လေမိုးတိတ်စုကုန်ပြီလားဆိုတာသွားကြည့်လိုက်ပါအောင်။အဲ့လိုမဖြစ်ပါဘူးအမေရေ။ ကျမရိတ်ခါရဲကိုအမြင့်နေရာမှာပဲထားခဲ့တာပါကျမအားလုံးအတွက်ရင်းနဲ့ရိုတီပြင်ပေးပါမယ်အားလုံးလည်းဘိုက်ဆာနေကြရောပေါ့မိသားစုဝင်တွေလည်းအတူတူထိုင်ပြီးတော့မရှိရှိတဲ့အစာရေးစားခြားခြားကက်ကက်လေးကိုစားနေကြပါရဲ့အဲ့ဒီအချိန်မှာပဲအားလုံးရဲ့ပကံတဲ့ကိုအင်ခေါမိုးပါကနေရှွံ့တွေကွာကြလာတော့ကလေးနှစ်ယောက်လည်းစငိုကြပါတော့တယ်မမေစားစရာတွေတဲ့ရှွံ့တွေဝေကုန်ပြီးအခုသားတို့ဘာစားရမှာလဲ မေမေသမီးတို့နောက်ထပ်ရူဒီအစ်တစ်လိုက်ပေးပါဦး။သားတို့သမီးတို့ဘာလို့ဒီမှမကြမ်းတော့ဘူး။ဒါအကုန်မေအမေအဲ့ဒီရှုံတွေကိုခါထုတ်ပေးမေပြီးရင်စားကြတော့မိသားစုတစ်ခုလုံးလည်းစိတ်ပြက်လက်ပြက်နေ။အဲ့ဒီရှုံပင်နေတဲ့မရှိမရှိမဲ့ရူဒီကိုဆက်စားကြရပါတယ်။လူချမ်းသားတွေကတော့သူတို့ရဲ့အိမ်ကြီးအိမ်ကောင်းတွေထဲမှာ အကြဆောင်ဆိုင်နေမိုးရသည်ကိုတာတာရရခန်းစားနေကြရပါတယ်။ ဒီလိုနဲ့ပဲနေတွေရဲ့တွေကုန်လွန်သွားပြီအခုလိုရေတွေအိမ်တွေကိုအဆက်မပြတ်ဝင်လာတာကြောင့်အိမ်ရဲ့လျှော့နေရတွေဆူဆွပြီးတော့ပြိုကျစပြုလာခဲ့ပါတယ်အခုရင်အခုညမလေးတို့တွေအိမ်ကိုအခိုင်အမာပြန်ပြင်ဆောက်တင်ပြီနော်ကြည့်ပါဦးနေရတစ်ခုလုံးဆိုရှော့နေပြောကြလာတာပြီးတော့အခုဆိုအိမ်ခေါင်မိုးကလည်းအရင်မိုးရွံနေပြီအောက်တအိမ်မျိုးဆောက်ဖို့ပတ်စံကိုအကိုပေးရရမှာလေငါကချမ်းသာနေရမှာမဟုတ်ဘူး အဲ့လိုမျိုးအိမ်ကြီးအိမ်ကောင်းဆောက်နိုင်လောက်တဲ့အထိနေရစင်းရတဲ့အကူကပတ်စံများကြီးမရှာနိုင်ဘူးအခုငါတို့တွေနေနိုင်တဲ့နေရာဆိုလို့ဒီနေရာလေးတစ်ခုပဲရှိတယ်ရပါတယ်သားလေးစုန်နေရင်ဘာမှမဖြစ်ပါဘူးမိုးဟာနှစ်လလေးလလောက်ပဲရွာတာပါအဲ့ဒီအချိန်လောက်လေးကလည်းခဏလေးနဲ့ကြော်သွားမှာပါဒီလိုပြောပြီးတော့သူစင်းရမိသားစုလေးတစ်စုလုံးအချင်းချင်းအားပေးကြပေမဲ့လည်း နင်းစင်တဲ့အမြ၊မိုးဒဏ်ကိုခန်းစားခဲ့ကြရပါတယ်။တနေ့လုံးရှည်တွေကိုတန်ရှင်းရောက်ကြပေမဲ့လေညဘက်မှာတော့ကောင်းကောင်းအိမ်မပြောနိုင်ကြပါဘူး။သူစင်းရဲ့မိသားစုရဲ့နေ့တွေရက်တွေညတွေဟာလေမိုးရဲ့တန်ရှင်းကိစ္စနဲ့ပဲကုံဆောင်သွားပါတော့တယ်။ဒီနေ့မှာတော့ဂော်ရီလေမြစ်ထေးရေခက်ဖို့ဆင်းသွားတဲ့အချိန်မြစ်ရေက တော်တော်တက်နေခဲ့ပါတယ်။ဒါကုန်မြရတော့သူလည်းအယက်လန့်သွားမိတာပေါ့။ဖယားဖယား မင်းရဲ့ကအန်ဒီရှိတဲ့အဆင့်ကိုရောက်နေပြီ အခုငါတို့တွေဘေကိုသွားကြမလဲဒီအကြောင်းကိုတွေ့ရင် တမီသားစုလုံးစိုးရိမ်ပူပန်လာကြပြီတော့ညရောက်မှတော့အားလုံးပြောဆိုတိုင်ပင်ပါတော့တယ်ယောက်ျားရှင်းလို့ရှင်စီအောင်ဘလိုနည်းနဲ့ပဲဖြစ်ဖြစ်ပတ်စံရအောင်တောင်းပါတော့အင်ကိုတည်တည်ချာချာပြတ်မပြင်းဘူးဆိုရင်ကျမတို့တွေအကုန်လုံးဦးမရှိအိမ်မရှိနဲ့ရှောက်သွားနေရလိမ့်မယ်အင်မကော်ရီမနက်ပံကြရင်ငါအလုပ်ရှင်စီကနေပတ်စံတောင်းကြည့်လိုက်ပါမယ် ောက်တနေ့မှာတော့ဇူနီတယောက်သူ့လှုပ်ရှင်စီကလာပြီးတော့ပတ်စံတောင်းခဲ့ပါတယ်။ဆရာကြီးကျွန်တော်ပတ်စံအရေးပေါ်လုံနေလို့ပါ။ကျွန်တော်အိမ်ကလည်းအခြေအနေအရင်ဆိုးလာလို့ပါဗျာ။အဲ့ဒီအိမ်ကိုတည်တည်ချာချာပြန်ဆောက်ဖို့အရင်အရေးကြီးနေလို့ပါ။မဟုတ်ရင်ကျွန်တော်တို့တမီသားစုလုံးဒုက္ခရောက်ရပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီးငါကဘာလုပ်ပြရမှာလဲညီလေး။ငါပတ်စံတွေကပရိသတ်ပင်ပေါက်နေလို့လား။ငါမင်းကိုမကူညီနိုင်ဘူး။ဒီလိုဝမ်းနေဆရာချေနေမှာတော့ ဆူနီကိုသူ့ရဲ့လှုပ်ရှင်ကလည်းမျက်ကွေပြုခဲ့တယ်။ဆူနီလည်းစိတ်ပြက်လက်ပြက်မျက်ရည်တဆတ်ဆန်းနဲ့ပဲအင်ကိုပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ဈေးဆိုင်တွေမှာရည်ကြီးရည်ရွှဲမှုတဲ့တဲ့ကို ထုတ်လွှင့်နေပါတယ်။ဆူနီလည်းအဲ့ဒီတဲ့တဲ့ကိုကြားတာနဲ့သူ့ရင်ဘက်ကိုလက်နဲ့ဖိပြီးအင်ကိုအလော်တကြီးပြန်ပြေးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့မျက်ရည်လှိုင်းပုတ်လို့အင်ရဲ့နေရတဲ့ပိုင်းပြိုကျသွားပြီးအိမ်လေးကိုရေရေကအလုံးလိုက်အရင်လိုက်ဝင်လာပါတော့တယ်။ သူ့အမေသူမိမနဲ့သူညီမကတော့ရေရဲကိုပတ်ထုတ်ပြစ်နိုင်ဖို့ကြိုးစားနေပြီးခလီနယောက်ကတော့မူချင်းတန်ကြောင့်ကြောက်ကြောက်လန့်လန့်နဲ့ထိုင်နေကြပါတယ်။ဖះဖះငါတို့ရေရဲများကြီးပတ်ထုတ်ပြီးတာတော့မှရေကခါတီရောက်လာပြီ။အမေအမေချက်တာဂေါရီပစ္စည်းတွေကိုအမြတ်ထုတ်ထုတ်ကြတော့ဟဲ့တာစုနီနေပါဖြစ်လာလေ။ဘာလို့ဒီလောက်တောင်မှအသက်ရှူမြင်နေရတာလဲ။နေအစင်ကောပြေးရလား။ ဘာမှအဆင်မပြေဘူးအမေတတင်းမှာအခုပဲကျင်ညာသွားတယ်ဂါခင်ကမြက်မှာအရင်ကြည့်တဲ့ရေကြီးရွှေမှုဖြစ်နေတယ်တဲ့ပြီးတော့ကျွန်တော်တို့ရဲ့ခင်ကမြက်ကလည်းအဲ့ဒီမြင်နေသွားဆောင်နေတော့ရေကြီးရွှေမှုကဘေးအချိန်မဆိုရောက်လာနိုင်နေအမေပစ္စည်းတွေကိုထုတ်ပို့ထားလိုက်ပါတော့ဒါကိုကြားရတဲ့ဆူလို့ချင်တာလေသူ့ရဲ့ short table လေးကို စိတ်တော့ကားပြင်းနေငေးကြည့်ရင်ပြောလိုက်ပါတယ်ဘလိုပဲဖြစ်ဖြစ်ဒီအိမ်မှာအချိန်တွေအများကြီးကုန်းဆုံးခဲ့တာပဲ အခုတော့ဒီအိမ်ကောဒီမြေကောပျက်စီးရတော့မယ်။ကျမတို့တွေအချိန်ဘလောက်ကြာတဲ့အထိဘေးနေရာမှာအိုမဲအိမ်မဲနဲ့ရှောက်သွားနေရမှာလေဘုရားသခင်ရဲ့။တမီသားစုလုံးပစ္စည်းတွေကိုစူဆောင်းထုတ်ပိုးနေတော့မှာပဲ။မြေရဟာရည်ကြီးရှံမှုအဖြစ်ပြောင်းလဲလာက အိမ်တွေကိုအလျံမြန်ဝင်ရောက်လာပါတော့တယ်။အဲ့ဒီအချိန်မှာပဲအိမ်နေရန်တစ်ခုဟာအဲ့ရတဲ့လေးနေတဲ့စုမနာပေါ်ကိုပြိုကျသွားပါတယ်။ မလေးလေကြကြပါကြကြပါအသက်ရှင်မဝတစ်ပါးနဲ့ရုံးကန်နေရတဲ့တနာစရာအဖေကိုကြီးရဲ့အော်တန်က ရေလိုင်းတွေအကြောင်းတိုးဝင်ပြက်ကွဲသွားပါတော့တယ်အဲ့လိုနဲ့တမီသားစုလုံးလေးရေလေးကိုမျောပါသွားပါရောခင်မောပြည့်သူကိုမျက်စိရှိမှတည်းဆုံရှုံလိုက်ရတဲ့နောက်ဆလောချင်တာလေးတတိလွတ်သွားပါတော့တယ်စုနီရဲ့အဖေရဲ့ရှင်တယောက်တည်းဘေးထွက်သွားတာလေကျမတို့ပါ ခေါ်သွားပါရောလားရှင်ကြီးရဲ့ ရှင်မရှိပေးနဲ့ကျမဘလို့နေရမှာလဲအမေအခုချိန်ဟာစိတ်တက်ကြရမယ့်အချိန်မဟုတ်ဘူးလာပါမေရေဒီမေကအရန်ပြော့နေပြီအိမ်ကအချိန်မရွေးပြောကြသွားလိမ့်မယ်တမီသားစုလုံးအိမ်နဲ့ခလန်းလန်းကိုရောက်သွားတာနဲ့အိမ်ကလေရေလိုင်းတွေချတယ်ပြောကြသွားပါလေရောအနည်းအမှာပဲဘေးပေါင်းများစွာနဲ့တဲ့ခြံဝတ်တစ်ခုဖြစ်ပေါ်လာကအဲ့ဒီအထဲမှာပဲရေဝဲကြီးတစ်ခုဟာကဘာပြက်တယ်လို့မျိုးလှိပ်ပတ်နေပါတော့တယ် ဒီလိုကြောက်စရာကောင်းတဲ့ရေပေကိုမြရသူတိုင်းရဲ့စိတ်နှလုံးအဆုံဟာလေစိုးထိတ်တုန်လှုပ်သွားကြပါရဲ့အဲ့ဒီအချိန်မှာပဲမူးရီတချင်းချင်းချိန်နေတဲ့ကြမှာအပြင်းနဲ့ရေစီကြောင်ကြောင်ဟီရလက်ဟာလွတ်ထွက်သွားပါတော့တယ်အမေရဲ့အဖေကေပါတောက်ကေပါဖယောသခင်ရေကျမသားလေးကိုကေပါကျေစုပြုတ်ပြီးတော့ကျမတို့သားလေးမိုးဟိကိုကေပေးပါဦး။သူတို့တခုခုဖြစ်သွားရင်ကျမတို့အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ငါငါတို့ဒါလေးငိုဟစ်ကိုဘာမှအဖြစ်မခံနိုင်ဘူးဂော်ရီချက်တာဖြည်းဖြည်းချင်းရှေ့ကိုလာကြဆူနီဟာရေစီးကြပေါ်မျောလေးရဲ့တန်းနဲ့ရှေ့ကိုဆက်သွားနေခဲ့ပါတယ်ကောင်းခင်ကငက်တွေကလည်းရေပေးတံကြောင့်အော်အော်တောင်းနေဆူညံနေကြပါတယ်တပင်တွေကလည်းတပင်ပြီးတပင်ကျိုးပိတ်လေးကြကုန်ပါတယ်ကြောက်စရာကောင်းတယ်မိုးတက်လေးတဲ့ဟာဒီလိုအခြေခံလူတန်းစားတွေအပေါ်ကက်ဘေးတစ်ခုလိုကြာရောက်ခဲ့ပါတယ်မိုးပြင်းလေပြင်းတွေကို ဇက်တိုင်းအတုရင်ဆိုင်ရင်းနဲ့သူတို့အလုံးရဲ့ခန္ဓာကိုယ်တွေလည်းအားနေလာခဲ့ပါတယ်။ငါတို့တွေတယောက်မှ အသက်ရှင်မှာမဟုတ်ဘူး။ငါတို့တွေအကုန်လုံးမိတော်ကင်းကစီမှာပြန်ဆောင်ကြမယ်။ငါတို့တွေအသက်ရှင်နိုင်မှာမဟုတ်တော့ဘူး။အမေတတိမွေးပါအောင်။တမီးတို့တွေတေချာပါအောင်အသက်ရှင်နိုင်မှာပါ။အဲ့ဒီအချိန်မှာပဲကောင်းခင်မှာရဟိယတစီပြန်လာတာကိုတွေ့လိုက်ရပြီ။အဲ့ဒီရဟိယကလည်းသူတို့စီကိုတက်တက်မမက်လာနေပါတယ်။ ဘာမှမကြောက်ကြနဲ့တော့ကျုပ်တို့တွေခမားတို့တွေအားလုံးကိုကေဖို့လာတာကေစီရဲ့ဖွဲ့ကိုမြင်လိုက်ရတဲ့အခါမှာတော့သူစင်းရဲ့မိသားစုရဲ့မျောလင်းချက်လေးပြန်လေးရှင်းတန်လာခဲ့ပါတယ်ခဏကြာမှာတော့ရဟရင်ဘောကကေစီရဲ့အဖွဲ့လေးသူတို့အားလုံးကိုကေတင်ပြီးခြောက်သွေးတဲ့ကုန်းမြင့်တဲ့နေရာကိုခေါ်ဆောင်သွားပါတော့တယ်အဲ့ဒီနေရာမှာတော့သူတို့လိုနေအိမ်ပြည့်စည်သွားကြတဲ့အခြေခံလူတန်းစားအများစုလေးစိတ်နှလုံးညှိုးငယ်စွာနဲ့ ကိစရေးစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ကေအခုတော့ခမားတို့တွေစားဆရာရှိတာစားတောက်ဆရာရှိတာတောက်ကြပါ။တကြပါဆိုပါကောမစိတ်မပူကြပါနဲ့။အစိုးရရဲ့အစီအစဉ်အရအိမ်တွေပြိုပြက်သွားကြတဲ့လူတွေအတွက်ခမားတို့ကအလုပ်ပေးမှာပါ။ဒါမှလည်းခမားတို့တွေကိုယ့်အိမ်ကိုပြန်ဆောက်နိုင်မှာပါ။ဒီစကားကိုကြားရတော့လူတိုင်းလူတိုင်းကစိတ်သက်သာရရသွားကြပါရဲ့။အခုဆူနီနဲ့အတူတူ သူရဲ့ညီမရော မိန်းမပါ အလုပ်လုပ်နေကြပါပြီဒီ၃ယောက်ကပဲသူတို့ရလာတဲ့ပတ်စံနေနေနဲ့စားတော့ကြပဲကျန်တဲ့ငွေတွေကိုတော့အိမ်အတွက်စုထားလိုက်ကြပါတယ်အဲ့ဒါကြောင့်ပဲလာနေငယ်ကြမှာတော့အုတ်တရဲ့သေးလေးတလုံးကိုဆောက်ပြီးတော့တမီသားစုလုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်ပုံပြလေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အခုဇလန်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့လိုက်လေးပြီးသွားပါအောင်နော်နောက်ထပ်နောက်ထပ်စိတ်ဝင်စားစရာပုံပြနေဖြစ်မှန်ဇလန်လေးတွေကို ဆက်လက်အားဖြင့်ကြည့်ရှုခြင်းနဲ့ဆွေးနော်ဒီ channel လေးကို subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုဆုံးနေကြည့်ရှုအားပေးကြရင်ချရီပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ပါတယ်ရှင်